န္တလေးတိုင်းမြင့်ချက်ခရိုင်မှာစုံစုကကျေးရွာတွေကိုတိုက်ပွဲဖြစ်စဉ်မရှိဘဲနဲ့မကြာခဏဘုံကျဲပြစ်ခတ်နေရာကြောင်းတလားကျော်အတွင်းဒေသခံပြည်သူ15ဦးခန့်သေဆုံးခဲ့တယ်လို့ရင်းပြင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ကိုမြင့်ဆောင်အညာမြေစစ်စဲအဖြစ်မေလ15ရက်ကစပြီးတော့မြင့်ချက်ခရိုင်ထဲမှာရှိတဲ့စုံစုစကန်တွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကစင်းနေတိုက်ခိုက်နေရမှာအထင်အရဲစုံစုကတိုက်ပွဲမဖြစ်တဲ့အရတားပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုပါဘုံကျဲတက်ပြက်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ ိုးစုကမေလ6ရက်ကနေဇွန်လ22ရက်ထိတလားကျော်တွင်လေးချောင်းပုံကျဲမှုကြောင့်မစုံမျိုးနယ်ကအမျိုးသား3ဦး၊နထိုးချင်းမျိုးနယ်က2ဦး၊မြင်းချံမျိုးနယ်က9ဦး၊တောင်သာမျိုးနယ်မှာ2ဦးစုစုပေါင်း14ဦးသေဆုံးခဲ့ပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရေပြည်သတင်းရင်းမြစ်တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ဇောစုကလူအင်အားနှဲပါတာနဲ့တပ်ဖွဲ့ဖွဲ့စည်းပုံမှာပြည်စည်းနေရကြောင်းသူတို့အားသာတဲ့လေးချောင်းကနေမြင်းစင်ပုံကျဲနေတာဖြစ်ပြီးတော့ဒေသခံပြည်သူလူထုတွေအနေနဲ့ ်ဒေချောင်းအန်ရဲ့အသိပညာပေးထားတာတွေကိုလိုက်နာကြဖို့နဲ့ဘုံကိုခြင်းနဲ့မဖြစ်မနေတူးဖော်ထားကြဖို့လိုတယ်လို့ရင်းချံခရိုင်တွေကတော်လိုင်းသတင်းမြစ်တွေကအမှတ်ပီကိုပြောပါရယ်ကိုမြင့်ဆောင်အညာမြေစစ်စင်အပြင်မေလ15ရက်ကစတင်ကရင်းချံခရိုင်တွေကတောင်သာနထိုးကြီးရင်းချံငဇွန်စတဲ့မြို့နယ်တွေတဲကစုပ်စုတွေကိုတပြိုင်တည်းတော်လိုင်းဦးပေါင်းတပ်ဖွဲ့တွေကထိုးစစ်စင်တိုက်ခတ်နေရဖြစ်ပြီးတော့ဒီကနေ့ထိနှစ်ဖက်ထိတွေ့တိုက်ပွဲတွေမကြာခဏဆိုသလိုဖြစ်ပွားနေဆဲဖြစ်ပါရယ်